နေလုံးကြီးက အနောက်ရစီကနေနှုတ်ဆက်ထွက်ခွာသွားတော့မယ့်အကြောင်းဇုံစီအောင်တန်းနေတဲ့အယောင်ဝါနဲ့အချက်ပြနေပါတယ်။တနေ့တာကိုဒေါသတကြီးကြော်ဖြတ်ပြီးတင်မှာတော့တရက်တာရဲ့အနာသက်ကိုနုညံ့ခြင်းအရေးယောင်ပြတဲ့သဘောပါ။နောက်တနေ့မှာတော့အလျံညင်းကြီးတောက်လောင်နေတဲ့အယောင်ဝါနဲ့အကြော့ပြန်ပြန်လာအောင်မှာမို့ပါ။အဲ့ဒီနေလုံးကြီးပျောက်ကွယ်သွားကနေအချိန်မှာပဲကောင်းကင်ပြင်မှာ ဇွန်စီအောင်တန်းနေတဲ့အရောင်နဲ့မြေပြင်မှာကမာဂျိုရီမီးရောင်တွေကတလက်လက်နဲ့ထွန်းလင်းတောက်ပလာနေခြင်းဖြစ်ပါတယ်။လောကကြီးကနေ့တနေ့တာကိုအမှောင်တူးနဲ့အစပြုတ်ချိန်မရောက်သေးလို့မာဂျိုရီမီးရောင်တွေကမြေပြင်မှာအလုံးစုံနေရာမယူသေးတဲ့အချိန်လေးဖြစ်ပါတယ်။နိုင်ငံတစ်ခုရဲ့နောက်ဘက်မှာရှိတဲ့ဝရဏပေါ်ကနေအဲ့ဒီမြေဝင်းကိုကျွန်တော်ဖုန်းကင်မရာနဲ့အပုံရိုက်ကူးယူမိပါတယ်။ တိုက်ခန်းရဲ့နောက်ဘက်ကပလတ်စတစ်ပိုက်ကွန်နဲ့အုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီပိုက်ကွန်ရဲ့စကားပေါက်သေးသေးကြားကနေပဲမျက်နေခင်ရဲ့ရုပ်ပုံကားချက်တစ်ခုကိုအမိအယရိုက်ယူမိပါတယ်။အဲ့ဒီညီဝင်ရဲ့ပုံလေးကိုတစ်ပုံနှစ်ပုံသုံးပုံလောက်ရိုက်ကူးမိလိုက်ပါတယ်။ပုံရိုက်နေရင်နှစ်ပုံမြောက်မှလာသုံးပုံမြောက်မှလာတော့မပြောတတ်ပါအမိတစဟောလာပါတယ်။ အဲ့ဒီအတွေ့တစားကဂျာဘူးနာဝစကားတစ်ခုကနေလာတာပါနေဝင်လက်စီးပွားတက်တဲ့ဒီစကားရက်ကိုဂျာဘူးတာဂျာပါပြီခဏခဏလေးဂျာဘူးခဲ့တာဆိုတော့ပိုပြီးမှတ်မိနေတာပါအဖေကအဲ့ဒီစကားရက်ကို မကြာခဏဆိုသလိုပဲပြောပြောနေတော့ကျွန်တော်တို့ညီကိုတရက်တာကုံဆုံးချိန်မှာအိမ်ကဖះចောင်းဆောင်မှာဖះစီမီတောက်တော်ကြီးကတ်ရမယ်လို့တာဝန်ပေးထားပါတယ် ညကိုတွေတရားမဟုတ်တယောက်ကတော့မောချုပ်တာနဲ့ဘုရားစီမီကပ်ရမယ်တောက်တော်ကြီးလဲရတယ်ဒီလိုလုတ်ပေးကြဖို့အဖေကနေဝင်မိလက်ဒီဘွားတက်တဲ့ဒါမျိုးပြောတာပါမောချုပ်တာနဲ့ဘုရားစီမီကပ်ရမယ်ဆိုတဲ့သဘောပါကျွန်တော်တို့လည်းအဲ့ဒီတာဝန်ကိုမပြတ်ခွက်ပေးကြပါဘူးအခုတော့တိုင်းနိုင်ငံအယုဒ္ဓယညနေခင်းတစ်ခုမှာကောင်းကင်မှာနေဝင်မာတော့မယ်ရင်းမြမာမီးတွေကအိမ်လင်းလို့ပေါ့ ကောင်းကင်မှာနေဝင်တော့မဲ့ချင်းမြေပြင်မှာမီးတွေကလင်းလက်တောက်ပလျက်ပေါ့။အော်သူတို့နိုင်ငံမှာနေဝင်မီးလက်အဆက်မပြတ်လုပ်နေကြတာဆိုတော့ဒီဘွားတက်တဲ့နိုင်ငံပါပဲလားလို့အတွေ့ရောက်ခဲ့ပါတယ်။အဲ့ဒီမီးရောင်တွေကဆက်ယုံအလုတ်ယုံတွေကမီးတွေလင်းနေတာပါ။အဲ့ဒီဆက်ယုံအလုတ်ယုံမှာအလုတ်လုံနေကြတဲ့သူတွေက ရွှေမြင့်အထက်မြင့်တိုက်ခန်းကလူတွေလဲ။ ပါပါတယ်ကျွန်တော်ဓာတ်ပုံရိုက်ကူးနေတဲ့နေရာကလည်းရွှေမင်းအထက်တိုက်ခံပေကနောက်ဖက်အထက်မြင့်တိုက်ခန်းတစ်ခုမှာဖြစ်ပါတယ်အဲ့ဒီအထက်မြင့်တိုက်ခန်းတွေထဲမှာနေကြတာမြန်မာနိုင်ငံသားတွေကြီးပါပဲအများစုက လူငယ်တွေပါဆက်ကြောသက်လူငယ်တွေလည်းပါတယ်အထူးဆိုအသက်တောင်မပြည့်သေးတဲ့သူတွေလည်းပါပါတယ်ကျွန်တော်ညာပိုင်းအလုပ်တစ်ပတ်လောက်ဆင်းတော့ဆက်ပြီး မလုပ်နိုင်တော့ပါအဲဒါ ဝဲသားမကို၃ရက်လောက်နားခွင့်တောင်းရပါတယ်။သူခွင့်ပြုလို့နားနေတာလို့လူငယ်လေးကအဆောင်ကြီးတိုက်ခန်းအတဆင်းလုပ်တဲ့လေကားတက်မှာသူ့အကြောင်းကိုပြောပြနေပါတယ်။သူပုံစံကမူမှန်တဲ့အနေထားမှာတော့မဟုတ်ပါ။အေးရပြတ်ထားတဲ့တန်းအလုတ်ဝင်ပြစ်ထားတဲ့တန်းတွေကြောင့်တယောက်ယောက်ကိုပြောနေတဲ့စကားလုံးတွေကတာမန်လူတယောက်ရဲ့စကားပြောဟန်မဟုတ်ဘူးဆိုတာတော့သိတာနေပါတယ်။ စက်ရုံလုံသားတွေထဲမှာညာပိုင်းအလုတ်ဆင်းရတဲ့အချိန်ကနေ့လယ်2နာရီအလုတ်သေးငယ်က နောက်တစ်နေ့မနက်4နာရီအချိန်မှာပါတညာလုံးအလုတ်ကြံလုံကြရတာဖြစ်လို့အလုတ်နဲ့လူညကြီးမရှိတဲ့ဒဏ်ကိုကြံ့ကြံ့ခံနေကြရတဲ့ပုံစံမျိုးပါညာပိုင်းလုတ်ကိုဇက်တိုက်စင်းတော့နားတွေဥလာတယ်တယောက်ယောက်ကတခုခုပြောရင်ကြားရတယ်အဲ့ဒီလိုတခုခုပြောတာကို ပြန်ပြောလိုက်တယ်ပဲထင်တယ် ခုခုတုတ်ပြန်လိုက်တယ်ဆိုတဲ့စိတ်ထင်ဖြစ်နေတာပါတကယ်တော့ဘာမှပြန်မပြောမိတာတွေဖြစ်လာတယ်တခုခုလုပ်ဖို့အတွက်အကြီးဝအောင်အိပ်ပြီးမှလုပ်လို့ရတာအကြီးဝအောင် ပြန်ပြီးအားမယူဘူးဆိုရင်အိမ်အလုပ်လုပ်နေရင်လည်းဘာဆက်လုပ်ရမလဲဆိုတာငုတ်တုတ်ကြီးမိနေတာမျိုးတွေဖြစ်လာပါတယ်နားလို့ကလည်းမရအလုံးမရှိပဲထိုင်နေကြတဲ့သူတွေကလည်းအများကြီးယာတုံးလေးလုပ်နေရတာဘယ်ချိန်အလုပ်ထွက်ရမလဲ လို့ရက်သွားမလဲဆိုတာကလေစိုးရင်ရသေးတာလေဝိသားတို့ရဲ့လက်တံကဘလောက်ထိရောက်တယ်လဲဆိုတာကိုလည်းတွက်စာကြည့်မိပါတယ်လှုပ်စင်းချင်းအလုတ်တက်ချင်းနဲ့အရက်တာအလုတ်ဆိုင်မှာခုနမဲ့ပမပါဆိုတာဝိသားဆိုတဲ့လူတွေကတိုင်ထားကြပါတယ်အလုတ်နားချင်းရင်ဝိသားကိုပြော အလုတ်ဆင်းရဖို့ကိုလည်းဝိသားကိုပဲပြောရတဲ့အခြေအနေပါ ထိုင်းနိုင်ငံရှိပြောင်းလာခြင်းသူတွေကိုဝန်ဆောင်မှုပြလာပြီးထိုင်းနိုင်ငံသားတွေပိုင်းရဲ့စက်ရုံအလုပ်ရုံမှာမြန်မာနိုင်ငံကပွဲသားဆိုတဲ့သူတွေကလုပ်ငန်းခွင်နဲ့အခုလိုဝန်တန်းကြလို့နေရာမျိုးမှာ နေတဲ့အခန်းတဲကအပြင်မထွက်စရာမလိုပဲစီမံခန့်ခွဲနေကြတာဖြစ်ပါတယ်။ထိုင်ရာကမထတဲ့ပြင်အိမ်ရာတဲ့လှဲနေရာကမထပဲ ထိုင်းနိုင်ငံသားတွေပိုင်းနဲ့ဆက်ယုံအလုံယုံတဲ့ကလူသားတွေရဲ့လူစရင်းကိုကင်တွဲနေကြတာဟာဘသူကားမှ မစီစစ်ကြတော့ဘူးလားဆိုတဲ့အတွေးအဆကိုရခဲ့ပါတယ်။ဆွေမင်းအစာဦးရဲ့ရှေ့မှာဆက်ယုံဂျူပေါကားတွေရှိပါတယ်။ရှင်မောင်းတွေကဗမာစကားကို ပြောကြတယ်လို့ဆက်ယုံလူသားတွေကလည်းဗမာစကားကိုပြောကြပါတယ်။နေ့တနေ့တာကိုဘယ်ချိန်ကစပြီးဘယ်ချိန်မှအဆုံးသတ်တယ်လဲဆိုတာတောင်မသိတော့တဲ့ဘဝများပါ။ ဟုတ်ပါတယ်တကယ်တော့တာမန်လူတွေအဖို့တော့မနှမိုးလင်းရောင်နီပန်းပြီးနေထွက်ချိန်ဟာဒီတနေ့တာရဲ့အစဖြစ်ပါတယ်နေဝင်ချိန်ဟာလည်းတရက်တာရဲ့အဆုံးသတ်ဆိုတာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါထိုင်းနိုင်ငံအယုဒ္ဓယာမြို့ရဲ့ဝန်နိုင်အရက်ကညမာရွှေပြောင်းလုံသားတွေအဖို့တော့တာမန်လူတွေမြင်တွေ့နေရတဲ့နေဝင်ချိန်နေထွက်ချိန်ရဲ့အရသာကိုတောင်ရရှိကြမှာ မဟုတ်လို့ပါပဲ မြန်မာရွှေပြောင်းလုံသားတွေဟာရွှေမြင့်အစာဦးရှိကစက်ယုံဂျိုဘုတ်ကားတွေပေါ်ပြစ်တက်သွားလိုက်ကြစက်ယုံကပြန်အဲ့ဒီဂျိုဘုတ်ကားတွေပေါ်ပြန်ဆင်းလာလိုက်နဲ့အလုရှုပ်နေကြပါတယ်ကားတွေရပ်ထားတဲ့နေရာက ကာဝင်အသေးစားလေးလို့တောင် ပြောလို့ရပါတယ်အဲ့ဒီကာဝင်လေးရဲ့ဘေးမှာအိမ်သုံးပစ္စည်းတွေအရက်ပြာရောင်းတဲ့ဆိုင်လေးနှစ်ဆိုင် ရှိပါတယ်ညာဘက်အလုတာဝင်ကြလို့အပြီးမှာလုံသားတချို့ကအခန်းကို တတ်မှတ်ပြန်ပဲအဲ့ဒီစတိုင်တွေကဘီယာဝယ်ပြီးမြုံနေကြပါလေဘီယာကို အချိုရီတောက်တယ်လို့တောက်နေကြတယ်။ပညာလုံးအရေးပြတ်ထားတဲ့တန်းကဘီယာနဲ့နဲ့တောက်ရင်တောင်ညံ့ညံ့မုန်းနိုင်တော့ပါလေ။ဒါကြောင့်မို့ဒါကြောင့်မို့ပဲဒီမှာပါ။သူတို့အားလုံးအဘီယာကို ပိုက်တက်ပြီးတစ်ဖြည်းဖြည်းရဲစုတောက်နေကြပါလေ။ဘီယာတောက်ချိန်ကမနက်၄နာရီ လုတ်သိမ်းချိန်ကမနေ့လင်းလာ í ဆိုတော့ဒီဟာတောက်ချိန်ကလည်းအဲ့ဒီချိန်ကြီးဖြစ်မှာပေါ့လို့ပဲတွေးလိုက်ပါတယ်။သူတို့နာမရောက်မလဲလေးရက်နေပြီးတော့သူတို့ထဲကတယောက်ကကိုကြီးလာလေဒီဟာတောက်ရောက်အောင်လို့ခေါ်ပါတယ်။မျက်နာကတော့တညာလုံးတရေးမှအိတ်မထားတဲ့ပုံစံတွေနဲ့ပါ။ဒီလောက်အလုပ်တွေစူးစမ်းရုံးကန်လုပ်နေကြတာအဆင်ပြေရဲ့လားလို့ဆိုတော့လေအဲ့ဒီမှာအတွေ့ရောက်သွားပြန်ပါတယ်။ အဆမီလို့မင်းမီတော့ဝဲစားကားတောင်မနေလောက်ပြီးစက်နေကြရတဲ့အကြောင်းကြားသိခဲ့ရပါတယ်။စက်ရုံလုံသားတွေကြိုပုတ်ပေးတဲ့ကာဝင် အသေးစားလေးနှပေးမှာသူတို့တွေဘီယာထိုင်တောက်နေကြတဲ့ရှစ်တက်တက်မှာတော့ချောင်းရိုးလေးတစ်ခုရှိပါတယ်။ချောင်းရိုးတစ်ဖက်မှာတော့ဈေးတစ်ခုရှိပါတယ်။ဈေးကိုတွားလို့ရအောင် ရိုင်နဲ့နဲ့အလူမီနီယံတံတားလေးတစ်ချောင်းထိုးထားပါတယ်။ချောင်းရိုးကိုကားတွေဖြတ်တန်းတွားလာလို့ရတဲ့ခိုင်ခိုင်ခန့်ခန့် ွန်ကရစ်တရားလည်းရှိပါတယ်။ဆောင်းတစ်ဖက်ကငါလိုင်းကမ်းတွေတဲ့တော်မောင်းဝင်တဲ့နေကညာပိုင်းအလုတ်ဆဲနေသူတွေလည်းပါသွားပါတယ်။အချို့ကအိမ်ငိုက်နေရင်ပါသွားတယ်။လိုက်ခဲလို့ခေါ်တာထသွားလိုက်တာပါပဲ။အချိန်ခါကကြီးလက်စားစားဘဝနဲ့နေရတဲ့အချိန်ဖြစ်ပါတယ်။ထိုင်းဆိုရကလုတ်ပေမဲ့ဘိုက်ရိုက်ချင်းအစီအစဉ်ကိုထိုင်းဆောင်ထိုင်းပြီးစောင့်ကြည့်နေကြတဲ့သူတွေကအများကြီးပါပဲ။သူတို့ကိုပဲချင်း တော်မောင်းဝင်ဖမ်းမလဲဆိုတာလဲစိုးရိမ်နေရတဲ့အချိန်လေးဖြစ်ပါတယ်။အဆောင်ရှိလာဗျ။အဆောင်ငားမျက်နေရာလေးသိရင်လမ်းညွန်ပါလားလို့နေတော့တုံ့ပြန်တာကငိုးပါပဲ။ကျမကိုဒီရက်ထဲအဆောင်ရှိလာမေးကြတာအများကြီးအဆောင်လေးကဒီနားမှာမရှိတော့ဘူး။ဘာလို့လဲဆိုတော့အခုကလူသစ်ဗရိုက်ဖို့စောင့်နေကြတဲ့သူတွေနဲ့ပြည်နေတာ။ဗရိုက်တာပြီးသွားရင်တော့အခန်းတွေကလွတ်ကြမှာလို့ ဘဝဖိုင်ဖိုင်လူသမီးကတုံ့ပြန်ပြောပြနေပါတယ်။သူညနာမှာလဲစိုးရိမ်ထိတ်လန့်နေတဲ့ပုံစံမျိုးပါ။လော်လော်လတ်လတ်အန်ဒရက်ခုခုနဲ့ရင်းဆိုင်လာခဲ့ရတဲ့ပုံစံမျိုးပါ။သူကပဲစကားဆက်ပါတယ်။ဘိုးဘက်ကိုမသွားနဲ့တော့တော်မောင်းဝင်နေတယ်။ဒီမှာလဲအကမ်းဘက်ပြန်မလို့ကားသုံးစီးဝင်ချလာတာ။တော်မောင်းကားတွေမှန်တိလိုက်တော့ချက်ချင်းပဲဒီဘက်ထွက်လာတာလို့ ူလက်တလော့ကြုံလိုက်ရတာကို ပြောပြပါတယ်ကျွန်တော်တို့လည်းအဲ့ဒီနေ့ကအဆောင်ရှာတဲ့အလုပ်ကိုဆက်ပြီးတော့မလုပ်တော့ပါချက်ချင်းဆိုသလိုပဲဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ဒီနေရာကနေညံ့ညံ့ဖတ်သွားဖို့ပါပဲချောင်းရုပ်ရဲ့တပတ်ကန်းကိုခနာခနဲ့အလူမီနီယံတံတားလေးပေါ်ကနေဖျက်လျှောက်လာခဲ့လိုက်ပါတယ်ချောင်းရုပ်လေးကရေအလင်းစီးနေတဲ့ချောင်းတော့မဟုတ်ပါ ရေသီးတန့်နေတာ ရေတွေကတနေရာကနေတနေရာကိုဆက်ပြီးစီစဉ်သွားတာမျိုးမရှိဘူးဆိုတာကိုအတိထားမိလိုက်ပါတယ်။ရေတိတက်နေတဲ့ချောင်းရိုးဆိုတော့ရေတိချောင်းလေးရှင်းပါပါ။ရေတိချောင်းလေးနဘေးကနေရေတိချောင်းလေးနဘေးကဘဝတွေကလည်းနေရာရမှာရက်တန့်နေကြတာဆိုလည်းမှားပါဘူး။ဘုသူတွေရဲ့ဘဝကရှိနာကဘာဖြစ်မလဲဆိုတာထက်တရက်တာရှင်တန်ရေးကိုပဲ ပူဇော်ပြီးနေရခြင်းလည်းဖြစ်ပါတယ်။ဘယ်ချိန်တော်မောင်းတွေဝင်လာပြီးဖန်စီလုပ်လိမ့်မလဲဆိုတဲ့ကြီးလန့်စာသာဘဝတွေပဲဖြစ်ပါတယ်။ရည်သေးချောင်းဖေးကခြေရာတွေရှိပါတယ်။ရည်သေးချောင်းပေါ်ဖြတ်ပြီးတိဆောက်ထားတဲ့ဒရားလေးပေါ်မှာလည်းခြေရာတွေကထက်လို့နေပါပြီ။အဲ့ဒီခြေရာတွေကရည်သေးချောင်းတွေကရည်သေးတန့်နေတဲ့ရည်တွေလိုတနေရာထဲမှာ ရက်တန့်နေကြလေရော့သလားလို့ပဲ တွေးမိပါတော့တယ်ခင်ဗျာโอเคဒါကတော့ DVB မှာဖော်ပြထားတဲ့ဆောင်းပါရှင် W ရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခင်ဗျာ